ရော်နယ်ဒိုနဲ့သူနဲ့ဂျားကရှင်ပြန်ကဲမှုအပေါ်ဂိုင်းဝင်ကြွားဖြစ်နေတဲ့မက်ဆီခွေးစီရော်နယ်ဒိုနဲ့လီယိုနယ်မက်ဆီလို့ဆိုလိုက်တာနဲ့မကုန်တိုင်းမခန်းနိုင်တဲ့ဆိုပလာတွေစံချိန်တွေနဲ့လူသားချင်းနှစ်ယောက်ကိုပြင်းပြမိကြပါပါ။ကံကောင်းတာတစ်ခုကတော့ကျွန်တော်တို့အနေနဲ့ဒီလူသားချင်းနှစ်ယောက်ဘောလုံးကစားတာကိုအရှင်လက်လက်မြေဝါးထင်နေမြင်တွေ့ခွင့်ရခဲ့တာပါပဲ။ မတူညီတဲ့အရသာနှစ်ခုကိုဒီပိုင်းနဲ့တက်ခံစားလိုက်ရတာဟာ PTP ဆရာပါဆယ်စုနှစ်နှစ်ခုစာတိုးနဲ့တူစံချိန်မှတ်တမ်းတွေအတွက်ရှင်မြန်ခဲကြရပြီးအကောင်းဆုံးဆိုတဲ့စင်မြင့်ထက်ကိုသူတလဲကိုတလဲတက်ခဲကြသူတွေပါမက်ဆီရသာကိုနှစ်သက်သူတွေကမက်ဆီရော်နယ်ဒိုရသာကိုခုံမိတဲ့သူကရော်နယ်ဒိုအပြိုင်ဆိုင်ပရိသတ်တွေအခြေကိုတင်ပိုင်နိုင်ခဲ့ကြပါတယ်တကယ်လို့ကမ္ဘာကြီးသားနှစ်ချမ်းကွဲသွားမယ်ဆိုရင်မက်ဆီရှိတဲ့ဘက်မှာနေမဲ့သူရဲ့ ရန်တို့ရှိတဲ့ပက်ချဲမှာနေမဲ့သူဆိုပြီးတော့သဘောထားတွေကွဲလွဲခဲ့ကြပါတယ်။ဘသူကအကောင်းဆုံးဆိုတဲ့ကောင်းစင်တဲ့သူရန်နေပြင်းစကားတွေများခဲ့ကြတာကလည်းဒုနဲ့ဒီပါ။မန်စီတာလင်းအကောင်းဆုံးဆိုတဲ့ခံယူချက်ကိုမပြောင်းလဲနိုင်သူတွေနဲ့ရန်နေတို့သားလင်းအကောင်းဆုံးဆိုတဲ့စကားကိုဆွဲကင်ထားသူတွေရဲ့တိုက်ပွဲကိုမယိုးနိုင်အောင်မြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့ပရိသတ်တွေကတော့ရန်နေပြင်းပြဿနာတွေတက်နေပေမဲ့သူတို့နှစ်ဦးကတော့တူးကိုတူးပခုံးဖက်ဖို့ဝင်မလေးကြသူတွေဖြစ်ပြီးတူးကိုတူးလေးစားကြတဲ့သူတွေဖြစ်ပါတယ်။ တို့ကဘာစလိုနာအသင်းအတွက်ကစားတို့ကရီယယ်မက်ဒရစ်အသင်းအတွက်ကစားပြီးနှစ်ဦးကြာမှာပြိုင်ဆိုင်မှုပြဿနာကအန်ကလက်စီကိုနှစ်သင်းနဲ့အတူမြင့်တက်ခဲ့ပေမဲ့တို့နဲ့အတူထိလိုက်တွေးဆောင်ခဲ့တဲ့ပွဲတွေမှာပြုံးပြုံးရင်ရင်နဲ့စကားပြောနေကြတဲ့တို့နှစ်ဦးကိုအမြဲတမ်းလှုပ်လို့မြင်တွေ့ရပါတယ်ဒီတက္ကနာလေးကတော့နှစ်ဖက်ပြိသက်တွေအကြာရန်ပွဲကခိတ္တငင်းချင်ရစီခဲ့တဲ့ခိုက်တက်ပါတယ်အခုဆိုရင်မက်ဆီကသူနဲ့ရယ်တို့ကြာပြိုင်ဆိုင်ခဲ့မှုပေါ်မှတ်ချက်ပေးလာခဲ့ပြီဖြစ်ပါတယ်မက်ဆီရဲ့မက်ချက်မှာရယ်တို့အပေါ်လေးစားတာကလွင့်ရင်ဘာမှမပါခဲ့ပေတို့ကြားကရေချိုင်မှန်ဟုကိုသာခေါ်ယူနေတာဖြစ်ပါတယ်ဖရန့်ဖုတ်ဘောကပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာမက်ဆီက အကစားသမတ်ချက်တွေအရကျွန်တော်တို့ကြားမှာရှင်မဲမှုဟာကြီးကျယ်ခမ်းနားတဲ့တိုက်ပွဲဖြစ်စေခဲ့ပါတယ်ဒီရှင်မဲမှုကြောင့်ကျွန်တော်တို့တရားကိုတရားပို့တိုးတက်စေခဲ့တဲ့ထင်ပါတယ်ဘာလဲဆိုတော့သူရောကျွန်တော်ရောအကောင်းဆုံးတိုက်ပွဲဝင်ရတာကိုကြိုင်နေတဲ့သူတွေမျိုးပါရဲတို့ဟာလည်းအကောင်းဆုံးအရာအလုံးကိုအမြဲတမ်းအနိုင်ယူခြင်းသူတွေဖြစ်ပါတယ်။အဲဒီကာလတွေအတွင်းမှာကျွန်တော်တို့နှစ်ယောက်စလုံးအတွက်ဘောလုံးပရိသတ်တိုင်းအတွက်ပါရွှေခွေဖြစ်ခဲ့ပါတယ်။ ကျွန်တော်ညောင်အနေနဲ့ထိတ်တန်းအဆင့်မှာအချိန်ကြာကြီးရပ်တည်နိုင်ခဲ့တဲ့အပေါ်များစွာချီးကျူးခံရဖို့ထိုက်တယ်ပါတယ်။ဘာလဲဆိုတော့ထိတ်တန်းအဆင့်ကိုရောက်ဖို့ဆိုတာလွယ်တယ်လေ။ဒါပေမဲ့ထိတ်တန်းအဆင့်မှာအချိန်ကြာကြီးနေနိုင်ဖို့ဆိုတာကခက်တာပါ။ကျွန်တော်တို့နှစ်ယောက်ဟာထိတ်တန်းအဆင့်မှာ၁၀ဆယ်၁၅နှစ်လောက်ထိရပ်တည်နိုင်ခဲ့ကြပါတယ်။နှစ်အတီးကြာနဲ့ကျွန်တော်မသိပါဘူး။တော်တော်လေးကိုထူကြပါတယ်။အားလုံးအတွက်ခန်းထားတဲ့အမတ်ရရတဲ့အဖြစ်ထင်ကျန်နေမှာပါလို့ဖြေကြခဲ့တာဖြစ်ပါတယ်။ထနာဆောင်ကုန်းတုံကရဲတော်ဟာသူနဲ့မက်ဆီအကြားကရှင်မြန်မှုတွေပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်းအခုလို့ဆိုခဲ့ပူပါတယ်။ကျွန်တော်တို့ရဲ့ရှင်မြန်မှုကပြီးဆုံးသွားခဲ့ပါပြီ။စောင့်ကြည့်ခဲ့ကြတဲ့ပြည်သက်တွေလည်းစိုက်နှက်တက်ခဲ့ကြပါတယ်။ဒီနေ့မှာကျွန်တော်တို့ခုတောင်းဆိုချင်တာ ကတော့ခရစ်စတီယာနိုရိုနယ်ဒိုကိုကြိုက်နှစ်တက်တယ်ဆိုပြီးမက်ဆီကိုမုန်းပြစရာမလိုပါဘူးကျွန်တော်တို့နှစ်ယောက်ဟာဘောလုံးသမိုင်းကိုအတူတကွပြောင်းလဲပြစ်ခဲကြတဲ့သူတွေပါဘောလုံးမှာအကောင်းဆုံးဆိုတဲ့ယာရီကိုအတူတကွမှတ်တမ်းတင်ခဲ့ကြတဲ့သူတွေပါအရေးကြီးဆုံးချက်ကတော့ကျွန်တော်ကိုရောသူ့ကိုပါတကွာလုံးကလေးစားကြတယ်ဆိုတာပါပဲအခုဆိုရင်မက်ဆီကလည်းသူရွေးချယ်ခဲ့တဲ့လမ်းမှာအကောင်းဆုံးရှောက်လဲနေတယ်လို့ကျွန်တော်ကလည်းကျွန်တော်ရွေးချယ်ခဲ့တဲ့လမ်းမှာအကောင်းဆုံးရှောက်လဲနေပါတယ် ကျွန်တော်တို့နှစ်ယောက်စလုံးဥရောပမှာမရှိကြတော့ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ထားခဲ့တဲ့အမွေအနှစ်တွေကတော့ဆက်လက်ဒီမဲသွားမှာပါ။ကျွန်တော်တို့ဂျာကပြိုင်ဆိုင်မှုတွေလည်းမရှိတော့ပါဘူး။ကျွန်တော်တို့ဟာအကောင်းဆုံးဆိုတဲ့ဆင်းမင်းတွေကိုနှစ်ပေါင်း15နှစ်ကြာတူတကွာတက်ရောက်ခဲ့ကြသူတွေပါ။ကျွန်တော်နဲ့တူနေကတကယ်ချင်းလေးလို့တော့ကျွန်တော်ပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့တူတကွာလည်းညှဆမစားကြပါဘူး။ professional အပေါင်းအသင်းတွေအဖြစ်နဲ့တော့ကျွန်တော်တို့တူတူလေးစားကြပါရင်ဆိုပြီးတော့ပြောကြခဲ့တာဖြစ်ပါရင်ကိုဂျင်းတို့ကတော့တူကိုတူအင်မတန်လေးစားကြတာပဲဖြစ်ပါရင် ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုတွေမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါရစေကျွန်တော်တို့ရဲ့ page တွေကိုလည်း like and follow လေးမနည်းရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာအဆုံးနေကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ